ပရိသတ်များအားလုံးဝေးမင်္ဂလာပါရှင်။တပြေ Audio Book Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုကြိုဆိုလိုက်ပါရနော်။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စာရေးဆရာမမတ်ပြည်ရေးသားထားတဲ့အိမ်ပြေးဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရရှင်။ပရိသတ်များကဒီဇာတ်လမ်းလေးကိုနားထောင်ပြီးတော့ Like and Subscribe လေးလုပ်ခဲ့ပေးပါဦးနော်။မျိုးပတ်ရထာကသူရဲ့ခန္ဓာကိုယ်အသိဆောင်သွားပြီမဲ့အောင်မောင်ရဲ့စိတ်တွေကတော့တဏှာမှာကြံ့ရစ်ခဲ့တယ်။တဏှာဆိုတာသူ့အိမ်ပေါ့ ရန်ကုန်မြို့စုံမြို့သစ်တစ်ခုမှာရှိတဲ့သူ့အိမ်။အိမ်လို့ဆိုရပေမဲ့ပတ်စံချမ်းသာသူတွေရဲ့တိုက်တာတွေမှာရေချိုးကန်လောက်တာကျဲတဲ့တဏီမိုးဝါထရံကတဲတလုံးမော်လီ။အခုတော့သူ့အိမ်လို့ပြောဖို့ခက်နေလေပြီ။ဘာကြောင့်လဲဆိုတော့သူကအိမ်ရထွက်ပြေးခဲ့တာကြောင့်ပဲဖြစ်တယ်။သူကចောင်းသားအွယ်လူမမယ်လေးမဟုတ်ဘဲနဲ့အိမ်နောက်ရှင်ကလေးတယောက်ဖေဖြစ်နေပါရဲ့နဲ့။ဘာကြောင့်အိမ်ရထွက်ပြေးခဲ့ရတာလဲ။နောက်ကြောင်ပြန်ရမယ်ဆိုရင်မြို့ပည့်ရတားကတော့သူ့ရဲ့ခန္ဓာကိုယ်တဲဆောင်သွားနေစေ။အောင်မောင်ကငယ်စဉ်ကပင် ဆင်းရဲနွမ်းပါသူလို့ဆိုနိုင်တယ်။သူရဲ့မိဘတွေကလက်လုံလက်စားရင်းတောမှာအနေကျက်လို့မြို့ကိုပြောင်းလာခဲ့ကြတာ။မြို့တည်ရက်ွက်လေးတစ်ခုမှခိုကက်နေထိုင်ခဲ့ကြတယ်။တောတော်ကတော့သူ့ဖေကလဲထုံနေ။အမေကကောက်ဆိုင်တယ်။သူ့ဖေကအလုပ်ကျိုးစားသူဖြစ်ပေမဲ့လဲပိုင်မရှိတာကြောင့်သူများလည်းအခစားလုပ်ရတယ်။အဲဒါကြောင့်သူ့အမေရဲ့မိဘတွေကကိုအောင်ထွန်းဆိုတဲ့သူ့အဖေနဲ့သဘောမတူ။လဲပိုင်ရှင်တယောက်နဲ့ပေးစားဖို့ကြံစီနေတာကြောင့်သူ့အမေမဲမြောက်သူ့အဖေကမြို့ကိုခိုးပြေးခဲ့ကြတာပဲဖြစ်တယ်။ ဒီကလေးကသူ့တို့တောကိုပြန်မရောက်ခဲ့ကြတော့မြို့မှာကြောင်ရအလုံးလောက်ကြတယ်။နောက်တော့သူ့ဖေရရက်ွက်ထဲမှာရေထမ်းရောက်နေ။အရင်နေ့ကမများရေပုံးနှစ်ပုံးနဲ့ထပိုးတစ်ချောင်းပဲ။သူ့မိကတော့ရက်ွက်တရားအိမ်ထဲမှာလှဲ့လေပြီးတော့အဝိ့လျှော်တယ်။သားတယောက်သမီးတယောက်မွေးလာတယ်။သူကအကြီးအောင်မောင်မြမလေးနဲ့မယားခင်ဆန်း။ငါသားသမီးတွေကမြို့မှာကြီးမြင်တာ။ဒီတော့ဒိုစာမတက်ပြီမေ။သူတို့တော့တက်ဖို့လိုတယ်အဖေကအမျော်အမြင်ကြီးကြီးနဲ့ပြောပြီးတော့သူတို့မောင်နှမနှစ်ယောက်ကိုကြောင်းထားပေးခဲ့တယ် အောင်မောင်ငငယ်ကလေးကဒုံဒုံအားအားခင်ဆက်ရတော့နှုတ်သက်အားသွတ်အဖေနဲ့အမေရဲ့အလောက်ကကြမ်းတက်ပေမဲ့ဝင်ငွေရတော့မစိုးဒီတော့တဲလေးတစ်လုံးဝယ်နိုင်ခဲ့တယ်စုဆောင်းတက်တာလည်းပါပါတယ်အဖေကအယက်မတော့လောင်းကစားမလုပ်အဖေကရွာမကလေးကအဲ့ဒါတွေလုံးဝမလုပ်ဘူးကွာသူငယ်စရာဂုံယူပြီးပြောတာကိုပြန်မိကြားရောင်နေတယ်စေးဘောလိုက်တော့ကြိုက်တယ်စေးဘောလိုက်ကိုတော့လက်ချာမချခြင်းရေထမ်းလို့မောနေတော့စေးဘောလိုက်လေးများဖွာလိုက်ရရင်အမောကိုဖြေသွားတာပဲအဲ့လိုပြောတတ်တယ်အဲ့ဒီမှာ तू က အဖေရေထမ်းရတာပင်မမ်းမှာပေါ့လို့ပြောတဲ့အခါမှာတော့ရွာမှာတော့လဲထွန်တာလောက်မပင်မမ်းပါဘူးကွာလဲထွန်နေဆိုတာရွှတ်နေနိုးထဲမှာမိုးရွာနေဘူးမရှောင်းနွားနဲ့ဖက်ပြီးရုံးခဲ့ရတာကွာဒီတော့ဒီမှာရေထမ်းရတာလောက်ကတော့အပြော့ပေါ့အဖေကအလုတ်ကိုမခုမကက်လှုပ်တက်ပြီးတော့အတုံးဖြုံနေသူတခုတော့ရှိသေးတယ်သူတို့လင်မယားနှစ်ယောက်စလုံးကလဖက်ရည်ကြိုက်တတ်ကြတယ်ပထမကတော့ရှင်နှွေးချတောက်ချင်လို့လဖက်ရည်ဆိုင်ထိုင်တာပေါ့ကွာနောက်တော့လဖက်ရည်မတောက်ရမနေနိုင်တဲ့အဆင့်ရောက်တာပဲ ဒီလိုနဲ့သူတို့မောင်နှမနှစ်ယောက်ပါငယ်ငယ်ကလေးကလက်ဖက်ရည်တောက်တက်လာကြတယ်။သူတို့ကျောင်းလေးစားအရွယ်ကိုရောက်တော့သူ့ရဲ့မိဘတွေကအင်္ဂလိပ်တစ်လုံးပိုင်နေလိမ့်မယ်။ထရန်ကတဲလေးပါပဲ။ငကူကအဲ့ဒီတဲလေးရဲ့တချမ်းကိုသူတို့ကငားနေကြခြင်းဖြစ်တယ်။အင်ရှင်ကတချမ်းနေတယ်။အင်ရှင်လင်မယားလည်းစင်းရဲတယ်။ယောက်ျားကစိုက်ကားနေရာကနေလေဖြတ်ပြီးတော့အဲ့ရတဲ့လဲတယ်။အင်ရှင်မိန်းမချီးသမျှငားသမျှအမေတို့ကပေးနေရာကနေတစားတက်တစားအကျွေးတွေများလာတယ်။ဒီပတ်စံတွေကျမလည်းပြန်ဆက်နိုင်မှာမဟုတ်ပါဘူး။အိမ်သာနှင်ယူလိုက်တော့ ဒီလိုနဲ့အင်ရှင်မိန်းမကိုငွေနည်းနည်းထပ်ပေးလိုက်ရပြီးတော့ဈေးပေါ်ပေါ်နဲ့ဒီတဲလေးကိုသူတို့ရလိုက်တာပဲဖြစ်တယ်။သူ့ရဲ့မိဘတွေကတော့ဘဝမှာပထမဆုံးအိုးပိုင်အိမ်မှဖြစ်လာတော့ပျော်ရွှင်နေကြတယ်။တခါတလေသူနဲ့မိဆက်အမေးတက်တယ်။အမေတို့ရွာမပြောင်းကြဘူးလား။မပြောင်းတော့ပါဘူးအေး။ရွာမှာဘာလို့စားရမှာလဲ။ဒီမှာအနေချောင်းသားပဲ။ရွာမိဘဆွေမျိုးတွေကိုမအောင်မေဘူးလား။လင်းတမျက်နှာတရွာလောက်လိုက်လာတာပဲ။သူကလည်းကောင်းရှာပါတယ်။သူတို့မောင်နှမနှစ်ယောက်ကိုအေးအေးလူလူကြောင်းထားနိုင်နေ။ အဖေကညီမလေးထက်သူ့ကိုပို့ပြီးအားထားတယ်။ငါသားယောက်ျားလေးပညာပိုတက်ဖို့အရေးကြီးတယ်။ဒါမှစရေးစက်ချီဖြစ်မှာအဖေတို့လိုပင်ပင်မမတ်အလုပ်မလုပ်စားရတော့ဘူးပေါ့ကွယ်။ဒါပေမဲ့တကယ်တမ်းအကြောင်းနေတော့ညီမလေးကသူ့ထက်ပို့ပြီးထူးချွန်နေတယ်။ငကိုကလေးကတွတ်တွတ်လက်လက်ရှိတဲ့ကောင်းမလေးကိုသူကတော့ဟိုအတန်းကြဒီအတန်းကြနဲ့သူ့နောက်ကကြောင်းနေရတဲ့ညီမလေးကသူ့ကိုမိလာရုံမက နောက်တော့ကြော်တက်သွားတယ်။သူကခုနှစ်တန်းသူညီမလေးကကိုးတန်းရောက်နေတယ်။ဒါကလည်းမဆန်း ။သူအကြောင်းစာကိုစိတ်မဝင်စား။ဒီတော့ညံ့နေ။သူအထိကညံ့ဖြစ်တာကအင်္ဂလိပ်စာနဲ့သင်ချာ။အဖေကမင်းမသိတာကိုမင်းညမကိုမေးလေ။ကိုထက်ငယ်ကိုစာပြန်မေးရမှာလား။ရှက်စရာအဖေက။ဒါဖြစ်လေကျူရှင်တက်ပေါ့။ကျူရှင်လည်းမတက်ချင်။သူ့စိတ်ကကြောင်းဆိုရင်ကြောက်နေလေပြီ။ဒီတော့တပုံးပုံးကြနေတယ်။ရှစ်တန်းမှာနှစ်နှစ်ဆက်ကြနေပြီးတော့ကြောင်းထွက်လိုက်တယ်။ဒီတော့သူ့အသက်ကမငယ်တော့အသက်၁၈နှစ်တည်းရောက်နေပြီ။အတန်းထဲမှာသူကအသက်အကြီးဆုံး၊ကျန်သားကလေးတွေ တကယ်တော့ तू ကအသက်နဲ့မလိုက်အောင်လူကောင်းအထွားကြိုင်နေပြီးတော့ဒီအချိန်မှာ तू ကဆေးလေးတောက်တက်နေလေပြီဆေးလေးတောက်တဲ့အတွက်ကြောင့်မျက်နှာရှည်ရင်းဆွဲအသက်ထက်ရှင့်ထော်နေတာလည်းပါတယ်။ကျောင်းကဆရာဆရာမတွေကတော့အားလုံးကသူ့ကိုကျောင်းဆောင်နှက်ကလေးဆိုပြီးတည်ကြတယ်။ဒီတော့ तू ကြာတော့ရှက်လာတယ်။အဖေကျွန်တော်ကျောင်းမနေတော့ဘူး။အေးလေစိတ်မပိုင်ရင်လည်းထွက်လိုက်ပေါ့။မင်းကြည့်ရတာဒီဘက်မှာထူးချွန်မဲ့ပုံလည်းမရှိဘူး။မင်းညီမလေးပဲအားကိုးရတော့မှာပဲ။ तू ကဒီစကားကိုတော့မခံချင်းရှက်လေရှက်တယ်။ အဖေကတားကြီးကိုပညာတတ်ဖြစ်ခြင်းနဲ့ရည်ရွယ်ချက်ကတော့ပြက်ပြီဒါပေမဲ့မကြခင်သူ့အဖေရဲ့နောက်မျှော်လင့်ချက်တစ်ခုမှလည်းပြက်စီးပြန်နေတယ်အတွက်လွန်နေတဲ့ညီမလေးကဆယ်ရန်းဖြစ်မယ်နှစ်မှပဲလင်းနောက်လိုက်ပြေးခြင်းဖြစ်တယ်အဖေကရင်နာတယ်အမေကတော့အယားအယားဖြေးပြီးတွေးတက်သူပြပြီးတမီးတကောင်နွားတထောင်နဲ့အခုလိုဖြစ်သွားတော့လေကျမတို့တပူငိမ့်တာပေါ့ကိုအောင်ထွန်းရင်ငါကတော့ငါတမီးကိုနှမျောတယ်အဖေစိတ်ကိုသူနားလေတယ်ကိုကဘလောက်ပဲအစိမ့်တန်းနေပါမစေ မိဘတွေကသူတို့သားသမီးကိုအစင်တန်မြင့်သူနဲ့သာရစေချင်ကြတယ်။ကိုသားသမီးကိုစင်စင်မြင့်ရတာသာမြင်စေချင်တယ်။ခုဟာစင်နေမြင့်ကန်ခရတာနဲ့တိတ်မထူး။သူညီမခင်ဆန်လက်ထက်သွားရဲ့လူကကတ်စပီယာလှကြိုင်းဆိုတဲ့ကောင်ဖြစ်တယ်။လှကြိုင်ကတော့တကောင်ကျွတ်ဖြစ်တယ်။မျိုးတက်လာပြီးတော့အတော်လို့သူအိမ်မှာမိကက်နေရင်နဲ့ဘတ်ကားလိုင်းတစ်လိုက်မှာစပီယာလုတ်တယ်။ပညာမတက်အခြေအနေမဲ့လူငယ်တွေအတွက်အခုခေတ်အကောင်းဆုံးအလုပ်ကတော့စပီယာအလုပ်ပဲဖြစ်တယ်။ တခြားလှတိုက်လေထိုးအလုပ်တွေလုံးမပင်မမ်းမဲနဲ့ငွေကြေးပေါပေါတီတီသုံးဆွေရတယ်။သူတို့ရဲ့ငွေဝင်ငွေရပဲမဆိုးလောက်ခိုးလို့ရတဲ့ငွေနဲ့ဆိုတော့တော်တော်လေးဆိုးဆိုးပြေပြေလေးရှိတယ်။ကားလောကမှာစကားတခွန်းရှိတယ်။ဂျိုပေါက်တဲ့ယုံသာရှင့်ကျင်ရှိလာမယ်။မကိုတဲ့စပယ်ယာမရှိဘူး။ဒါကသူတို့ဖို့ထမင်းစားရေတောက်လုပ်ငန်းဖြစ်နေတယ်။ဒီတော့လှကြိုင်ကလူပြိုလူလွတ်ပြီးပြီးအဝတ်အစားကြောကြောမောမောဝတ်တတ်တယ်။ငွေကလေးရွှေရွှေကင်ပြီးသုံးတတ်တယ်။ဒီတော့ရက်ွက်ထရာကောင်မလေးတွေကမျက်စိကြကြတယ်။ အဲ့ဒီထဲမှာတော်တော်လတ်လတ်ရှိတဲ့ခင်ဆန်းနဲ့ညှိတွေသွားကြခြင်းဖြစ်တယ်။ဒါလည်းအေးသွားတာပါပဲ။အိမ်မှာလူတယောက်ယော့သွားတယ်။သူတို့ကတစ်ဖက်လမ်းမှာအိမ်ငားနေကြတယ်။သူကတော့ဘာလုံးမှမရှိပဲလက်ဖက်ရည်ဆိုင်တဲ့အလုပ်ကလွဲလို့ပေါ့။တင်ထားတဲ့ပညာကလည်းဟိုမရောက်တင်မရောက်လက်ဖက်ရည်ဆိုင်တိုင်း secret လက်ကြားညက်ပြီးတော့သတင်းစာဖတ်ပြီးလူထင်ကြီးအောင်အတန်ကျကျနဲ့ဟိုပြောတီပြောလှုပ်တက်တယ်။ဆိုင်မှာလူရှင်းသွားရင်ဇပွဲလို့တလုံးမှထိုင်ပြီးတော့ကြားထုတ်မယ်။ဒါပဲ။ဘိုက်ဆိုင်အိမ်ပြန်ထမင်းစား လဖက်ရည်ဆိုင်ကလည်းလမ်းထိပ်မှာရှိတာ哦မင်းကနေကောင်လဖက်ရည်ဆိုင်မှာပဲအဲ့ရလိုက်ပါယူသားသွားတော့အမေကတော့ပြောတယ်ဒါပေမဲ့ तू ကလဖက်ရည်ဘိုလက်ဖြတ်လိုက်ရင်ထုတ်ပေးဖို့ဝင်မလေးအမေစီမှာတောင်းရတာများရင်တော့အဖေစီလက်ဖြတ်ရုံမင်းအဖေအသက်က90နီးပြီဒါပေမဲ့ရေထန်းကောင်းတော့ကြံ့ခိုင်တော့ तू ကရေကူထမ်းမယ်ဆိုတော့သူ့အဖေကလုံးဝလက်မခံဘူးမင်းပညာတွေသင်ထားတာရေထမ်းမို့မဟုတ်ဘူးအဖေကသူတက်ထားတဲ့ရှစ်တန်းဆိုတဲ့ပညာကိုအထင်ကြီးနေပုံရတယ်အေးလေ အဖေနဲ့အမေကတင်းစားရှင်စားတော့မတက်သူတွေ哦။သူကတော့ကိုဝမ်းနာကိုသာတိတယ်။ဒီလိုနဲ့လဖဲ့ဆိုင်ထိုင်ရင်မြာတန်းနဲ့တွေ့ခဲ့တာပဲဖြစ်တယ်။မြာတန်းကမိဘပေးထားတဲ့နာမည်။ဒါပေမဲ့မြာတန်းကသူ့နာမည်ကိုမင်းမြာတလုံးတို့ပြီးတော့မြမြတန်းလို့ပြောလို့ရှိတယ်။သူကတော့မြာတန်းလို့ပဲခေါ်တတ်တယ်။တခါတလေစိတ်ချင်ပေါက်လာရင်တော့တယောတလူနဲ့မြာနှလုံးတန်းလို့ခေါ်တတ်တယ်။သူတို့နဲ့တလန်းကျော်မှရှိတဲ့စိလိတ်ကောင်စိလိတ်လာလိမ့်လေရှိတယ်။မြာတန်းကဒီတော့ကသူတို့ရက်ွက်ကမဟုတ် တခြားရက်ကွက်ကပင်စိလိတ်ခုံလာတိုင်းသူထိုင်နေရှိတဲ့ဒုမိတ်ဆွေလက်ဖက်ရည်ဆိုင်ရှိရာ ဖြတ်တန်းသွားတတ်တယ်။အသားအညိုကြီးမဟုတ်ပေမဲ့ခက်လက်လက်အသားစပင်းရှိတွေကိုတင်မဖုံးအောင်ဖာယာချပြီးတော့တနခါရည်ချင်းခြေစုံကောင်းစုံလိမ့်ထတတ်တယ်။ကိုလုံးကိုပေါက်ကတွယ်တွယ်ကြစ်ကြစ်ကောင်းပါလေ။မျက်နှာကတော့ရွက်ချမ်းရည်ကျိုးပင်ဒါပေမဲ့ပြုံးလိုက်ရင်တော့ကြည့်လို့ကောင်းသား။မျက်လုံးလေးတွေကရည်တည်တည်ဖြစ်လာပြီးတော့မျက်လုံးလေးတွေကပြုံးတာနဲ့တူတဲ့ကောင်းပါလေ။အဝတ်အစားခက်ညက်ညက်လေးတွေကတော့ကြည့်ကောင်းအောင်လို့လျှော့ဖွက်ပြီး တန်တန်ရှင်းရှင်းဝတ်ထားတာပဲဆွဲဆောင်ကြဖြစ်ခဲ့လေသလားပထမတော့သူကထူးထူးခြားခြားတတိမထားမိဆိုင်ရှိကနေဆွဲခြင်းလေးတစ်ဖက်ထမင်းဘူးလေးတစ်ဖက်ဆွဲပြီးဖြတ်သွားတတ်တဲ့ကောင်းပါလေတကြိမ်အလောက်ကအပြန်လက်ဖက်ရည်ဝင်းဝဲရမှာသူကတတိထားမိသွားတယ်သူထိုင်တာလက်ဖက်ရည်ဖြောင်းတဲ့ဇပွဲနဲ့အနီးဆုံးနေရာဒီတော့ကောင်းပါလေးမာနေရအကုန်ကြရတယ်လက်ဖက်ရည်ပါစင်တစ်ခွက်ရွရွနော် ချိုကြချိုနိုင်တဲ့လောက်ချိုကြနိုင်တဲ့လောက်ကြဒီလောက်ချိုခါနေတဲ့လက်ဖက်ရည်ကိုသူတို့ဘယ်လိုလုပ်တောက်နေရလဲ နောက်ရင်နှိမ့်လို့မေးကြည့်မှသိရတာကအဲ့ဒီချိုလွန်ကြလွန်နဲ့လက်ဖက်ရည်ကိုအိမ်ရောက်ရင်နှင်းနဲ့ရောပြီးထက်ပွားလိုက်ရင်အရသာလည်းအတော်ဖြစ်သွားပြီးတော့လူတော်ရောက်တောက်နိုင်မှုလည်းလုံလောက်သွားတယ်တဲ့။ဩအကြံနဲ့ချိုကြဝယ်ခြင်းပဲဖြစ်တာဝူ။သူကညံများပုံသဘောကျပြီးတော့ရင်းရသေးတယ်။မြန်တန်တို့အိမ်မှာလူ၃ယောက်ရှိတယ်။မုံဆုံမသူ့အမေဒေါ်တန်နဲ့သူ့မောင်ကျော်တန်းတို့ပဲ။သူ့ဖေဆုံးတာ၃နှစ်လောက်ရှိပြီ။သူ့ဖေက driver တအုပ်ဖြစ်ပြီးတော့အရက်နည်းနည်းတောက်တတ်တယ်။တရက်မှာတော့ ရုတ်တရက်အုံနောက်သွေးကြောပြတ်ပြီးတော့တည်တယ်။သွေးတိုးလို့လဲဆိုတယ်။တေးသူကလည်းသွေးတိုးရှိတာကိုသိပုံမရဘူး။သူ့ဖေရှိစီကတော့ညာတန်းတို့အိမ်တော်စုလေးကမစိုးတော့သူ့ဖေဆုံးတော့ညာတန်းကြောင်းထွက်ရတယ်။သူ့အမေကအတိအကငကိုကလေးကယောက်ျားလုံးစာကိုတတ်တက်လုံးထိုင်စားလာသူ။သူ့မောင်ကအရွယ်မရောက်တယောက်15နှစ်။ဒီတော့လမ်းတရအဖော်ရင်းနဲ့လိုက်ပြီးညာတန်းဆက်လက်လက်ရတော့တယ်။အစကတော့အလုတ်တင်ပတ်စံသိမ့်မရ။အခုတော့အတော်အသင့်ရနေပြီ။ ဒါပေမဲ့သူကပဲဒိုင်ခံရှာကျွေးနေရတာဆိုတော့လောင်းငတာမရှိအဖေလက်ထက်ကကြံခဲ့တဲ့ဆွဲကြိုးလေးတောင်မှရောင်းလိုက်ရပြီးစားတုံးနဲ့တည်းပါသွားတယ်။ဒီကြားထဲသူတို့ငှားနေတဲ့အိမ်ကလှစီတော့မင်းစဘောမပေးရပေမဲ့တနည်းစာကြိုးပေးရတယ်။စားဖို့တော့အနိုင်နိုင်ဒီအိမ်ကကငွေအတွက်ညာတန်စဉ်းစားလိုက်တိုင်းကောင်းခဲ့နေတယ်။ဒီအိမ်ကစဉ်းရရင်ဘယ်မှနေရမလဲ။အားလုံးတာဝန်တွေကသူ့ခေါင်းပေါ်ပုံကြလာတယ်။သူ့အောင်မောင်းကချစ်ခွင့်ပန်လာတဲ့အခါညာတန်အဖက်ဖက်ကနေစဉ်းစားရတယ်။ အမရုပ်ရည်မစိုးယောက်ျားပီတာပြီးတော့တီတီကြီးကြီးရှိပုံရတယ်။မိမကြီးတော့အတော့အစားလောင်းကစားလဲกินနေ။တခုပဲအလောက်ကမရှိချစ်တယ်ဆိုတာနဲ့မပြီးဘူးကိုအမ။ကျမတို့အိမ်တော်တခုကိုထူထောင်မှုအထည်စဉ်းစားရမှာ။ရှစ်မှာအလုံးမရှိတော့မပူပါနဲ့ဟာ။ငါနေနဲ့မရသေးလို့ပါ။ရရင်ရတဲ့လောက်လောက်ကျင်းမယ်။နေအေးအေးဆေးဆေးတာထိုင်စား။ငါယောက်ျားပါဟာ။အလုံးလောက်ရမှာကြောက်တဲ့လူတောင်ဝင်ယူရမှာကြောက်တဲ့လူမဟုတ်ဘူး။ပြီးတော့ကျမကတယောက်တည်းမဟုတ်ဘူး။အမေနဲ့မောင်လေးကိုတာဝန်ယူထားရတာ ငါနားလေပါရင်နင့်မိသားစုကငါမိသားစုပဲပေါ့ဒီလောက်ဆိုတော်တော်အဆင်ပြေပြီအိမ်ကိစ္စကို तू ကမပြောရသေးအောင်မောင်းရတော့မှနင်းနဲ့ငါနဲ့ယူပြီးနင်းတို့လည်းငါ့အိမ်ပြောင်းခဲ့ကြအိမ်မှာအမိရဲ့အဖေရဲ့ငါရဲ့ပဲရှိတာငါမိဘတွေရတဲ့သဘောကောင်းနေကဲဘာပြောစီရရှိတော့လဲအောင်မောင်းအချစ်ကိုလက်ခံပြီးတော့သူ့အမေစီလာတောင်းခိုင်းနေအောင်မောင်းမိဘတွေရတဲ့သဘောကြတယ်ဒါမှဒီကောင်တီတီတန်တန်နဲ့အလို့တခုလှုပ်ဖြစ်မှာအောင်မောင်းတို့တောင်းရမို့ရောက်လာတော့အရှိရသူ့အမေက ုံပွဲငပြောပွဲပိုက်လို့လက်ဖက်ထုတ်တွေပိုင်းရင်းနေဆိုတော့တော်တလေးဖြစ်မယ်ထင်ပါရဲ့မြို့မှာမွေးပြီးကြီးခဲ့တဲ့မြသားတို့အဖို့ကတော့အထူးအဆန်းဖြစ်နေတယ်မင်္ဂလာပွဲစရိတ်ကိုသူ့မိဘတွေကကြခံပေးခြင်းပဲဖြစ်တယ်ကုံကြစီနှုတ်ပြီးတော့ပိုတဲ့ငွေကိုသူ့ရဲ့မိဘတွေကသူတို့ကိုပေးတယ်အိမ်တော်ဦးဆိုတော့မင်းတို့သုံးညနာသုံးရအောင်ပေါ့ဒီငွေလေးနဲ့သူတို့အိမ်မရေးပေးမှဝါကွက်ပြစ်လေးအဖိလေးထိုးတယ်မင်းအမေနဲ့မောင်လေးကိုပြောင်းခိုင်းခဲ့တော့ဒီမှာနေကြတာပေါ့နှစ်ယောက်တော့ကောင်းကောင်းနေလို့ရပါတယ် အောင်မောင်းကပြောတယ်။ဟုတ်တယ်။သူတို့အခုငားနေတဲ့အခန်းလေးလောက်တော့ကျေတာပါပဲ။ဒီလိုနဲ့ညာသားအမိနဲ့မောင်လေးတို့သူတို့အိမ်ချင်းအဖေတဲ့ရောက်လာတယ်။သူတို့လင်မရတော့အိမ်မကြီးမှာပဲနေကြတယ်။အဖေနဲ့အမေကသူတို့အိမ်နေတဲ့အိမ်အတွင်းကောင်သူတို့လင်မရအတွက်နေရာဖယ်ပေးကြတယ်။ဒီအတွက်သူ့မိဘတွေကိုကျေးဇူးတင်ရသေးတယ်။အိမ်မှာအိမ်ကဒီတစ်ခုပဲရှိတာပဲဟာ။သူ့အဖေနဲ့အမေကတော့အိမ်ရှိကမ်းမှာပဲဖြစ်တယ်လို့အိတ်ကြတယ်။အဲ့ဒီအရှိကမ်းကအိမ်ကမ်းလည်းဖြစ်တယ်။ထမင်းစားကမ်းလည်းဖြစ်တယ်။ ညကြတော့အိတ်ခမ်းပေါ့သူတို့အိတ်ခမ်းဆိုတာလေအပြင်ကန်းနဲ့ထရင်တစ်ချက်ချားထားတာကိုခေါ်တာပါပဲအိတ်ခမ်းနဲ့ကက်ရက်ကမီးဘူအိတ်ခမ်းနဲ့မီးဘူကြားမှာအကာရံမရှိဘူးအိမ်အောင်ကြလာတော့သူအလုံးလုံးမှဖြစ်တော့မယ်ဆိုပြီးတွေးလာရတယ်အရှင်ကလို့မိဘစီကလက်ဖြန့်တောင်းနေလို့မရတော့ပြီးတော့မြတ်တန်းကလေစိတ်လိတ်ခုံမှအလုံးလုံးနေပြီမိမလှုပ်စာထိုင်စားတယ်ဆိုပြီးတော့လူပြောသူပြောမကန်ချင်းမြတ်တန်းကပြောသေးတယ်ကျမတို့အုတ်ခွက်ချက်စားရေကောင်းမင်းရှေ့အဖေနဲ့အမေကိုမျက်နှာပူပါတယ် ကျွန်မတယောက်စေးဆိုကိစ္စမရှိဘူးအခုကျွန်မကလည်းမိသားစုပါလာတော့ငါသဘောပေါက်တယ်မြတ်တန်းခွဲစားကြတာပေါ့ဒီတော့အင်စရိတ်ကိုသူဝင်ထမ်းဖို့လိုလာတယ်သူရဲ့ယောက်ခမကြီးကတော့ငါယောက်ျားမောင်းခဲ့တဲ့ကားအုံနာတော့ရှိတယ်သူကအကူကြီးလိုရင်ပြောပါလို့ပြောတယ်ငါသွားပြောရင်မစ္စပယ်ယာလောက်လောက်တော့ရမယ်ထင်နေသူကစပယ်ယာလောက်တော့တိတ်မလောက်ချင်းသူညမခင်ဆန်ယောက်ျားကလည်းစပယ်ယာပါပဲဒါပေမဲ့စပယ်ယာဆိုတဲ့ကောင်တွေကိုသူသဘောမကျအင်မတန်ဆိုးတဲ့ကောင်တွေသူကကားစီးနေကြဆိုတော့ ဒီကောင်တွေရိုင်းရိုင်းပြပြပြောဆိုဆက်ဆံတာတွေကိုတွေ့မြင်နေရတယ်။ကိုပိုင်ကမစည်းနိုင်လို့သူတို့လိုင်းကားပဲအာကိုစီးနေကြတာဆိုတော့အမြင်နဲ့အထက်စီးကဟိဟောက်နိုင်ယူနေကြတယ်။ကားပေါ်တက်လာတဲ့သူကိုသူတို့ပြုသမျှနှူးရမဲ့သူတွေဆိုပြီးတော့သဘောထားကြပုံရတယ်။ဒီအလောက်ကိုသူမလုပ်ချင်ပေမဲ့ညာတက်လှုပ်ကြည့်ပါအောင်ဆိုတာကြောင့်သူကကောင်းညင်လိုက်တယ်။သူရောက်ခမရပြောပြရာကြောင့်သူအလွဲတကူအလုပ်ရတယ်။ဒါပေမဲ့ထုံးစံအတိုင်းသူနဲ့ဒီအလောက်ကမကိုက်။သူနဲ့တွေ့ရတဲ့စပယ်ကလည်းစကားပြောအပေါက်ဆိုတယ်။ မကြခဏခီးသည်နဲ့ရံဖြစ်တဲ့တင်းတချိန်မှာတော့မခံခြင်းနဲ့ခီးသည်တစုနဲ့ထိုးမဲ့ကြိတ်မဲ့ဖြစ်တင်းသူကဝင်ပြီးဆွဲရတယ်ဒါပေမဲ့တစ်ဖက်ကတိုင်တော့စပယ်ယာနှစ်ယောက်စလုံးအပြစ်ပေးတယ်လိုင်းစင်အသိမ်းခံရတယ်သူစပယ်ယာလောက်တာလေးလာပဲခံနေအဲ့ဒါအေးတာပါပဲငါလက်ဒီအလုံးမလုပ်ချင်ဘူးငါအဖေနဲ့အတူရေထမ်းမယ်ညာတန်းကဂုံငယ်တယ်ဆိုပြီးကန့်ကွက်တင်းဘာလို့ရမလဲသူလက်ဖက်ရည်ဆိုင်ပြန်ထိုင်ရတယ်သူနဲ့တဝိုင်းနဲ့ထိုင်တဲ့တဲ့အေးမရမင်းဆိုင်ကားနေမှာလား သူဝေလေလေတော့ဖြစ်သွားတယ်။အင်းမစိုက်ကနေနေ။ကြိုက်ရလား။ကြိုက်တာပေါ့ကွာ။အဲ့ဒါကြောင့်နင်းကျင်နေသူကအများကြီး။အုံနာစီကငားနေရတယ်ဆိုပေမဲ့ကို့နင်းနေတုံးတော့ကို့အပိုင်းမင်း။ပေးရလို့သူများအလုပ်လုပ်နေရမဟုတ်ဘူး။မင်းနေခင်နာချင်းရတယ်။တက်ပြအောင်ထိုးရက်ပြီးအိတ်နေရုံမင်း။အိမ်ပြန်ထမင်းစားအောင်မလား။ဖြစ်တယ်။ပေးရလို့မပေးမန်း။သူစိတ်ဝင်စားသွားပြီ။ငါအုံနာမှာစိုက်ကအဖို့တစည်းရှိနေတယ်။သူကလူကောင်းကောင်းတွေ့ရင်ပြောပါဆိုပြီးပြောထားလို့မင်းသူ့ကိုကြိုတင်ငွေနည်းနည်းတော့ပေးရမယ်။ အဖေတို့ဆီကတောင်းရင်ဒီလောက်တော့ရပါတယ်။ဒါဆိုစီစဉ်လိုက်မယ်။ဒီလိုနဲ့သူစိုက်ကားနှင်းဖြစ်ခဲ့တယ်။အေးမင်းပြောသလိုပဲစိုက်ကားနှင်းရတာဝင်ဝင်မစုံပြီးတော့ကိုပိုင်အလုပ်လိုပဲကိုစိတ်ကြိုက်နေလို့ရတယ်။သူကနေခင်အိမ်ပြန်ထမင်းစားပြီးတော့တရေးအိတ်လိုက်သေးတယ်။ဒီအလုပ်ကိုတော့ညာတန်အကုန်ငယ်တယ်လို့မပြောတော့ပြီးတော့သူတို့စိုက်ကားလောကစီစီယုံယုံရှိတယ်။မကြခင်သူတို့စိုက်ကားဂိတ်မှာသူကဂိတ်မှုဖြစ်လာတယ်။ရှစ်တန်းရအောင်စာသင်ဘူးတာကြောင့်တကယ်လုံးဝသူပဲရှိတာကို။ ာရင်နာရီကလည်းစုပေါင်းဆောင်ရွက်ကြတယ်။ဒီလိုနဲ့စိုက်ကားသမားဘွားကိုသူပြုံးမွေသွားတယ်။သူ့အမေကတိုက်တွန်းပြီးတော့သူ့ရဲ့ရွှေဆွဲချိုးရောင်းပေးတယ်။မင်းတကယ်လှုပ်ချင်ကိုပိုင်ဖြစ်အောင်ဝယ်။အမေလည်းအသက်ကြီးပြီးအဝတ်လိုက်လျှော်မနေနဲ့တော့။စိုက်ကားကကိုပိုင်ဖြစ်သွားပြီဆိုရင်ကို့အထွက်ကအုံနာကပိုထွက်လာမှာပဲ။ဒီတော့အမေတို့ကျွန်တော်ပဲကြွေးထားမယ်။သူ့ရဲ့အစီအစဉ်ကအဆင်ပြေတယ်။စိုက်ကားကအုံနာစီကနေသူ့ဝယ်လိုက်တယ်။ဒါတောင်မှငွေအကြီးမပေးနိုင်။အုံနာကသူ့ကိုခင်နေတော့ကျန်တာဖြည်းဖြည်းပေးဖို့ကွာ။အဲ့လိုပြောတယ် အောင်မကဒီတခုတော့ကောင်းနေဘယ်တော့မှကလိန်ကချင်းမလို့အရင်ကလည်းအုံနာကကိုရက်မကြံစီရပြီးတော့အလုတ်ကိုလည်းစူးစမ်းလုပ်ခဲ့သူအခုတော့ပိုပြီးစူးစမ်းရတော့မင်းကိုဝင်အရင်မှဖြစ်နေရကြောင်းညာတန်းကလည်းစိတ်လိုက်ကုန်မစင်းနိုင်တော့အလုတ်ကတခါလဲထွက်လိုက်ပါကွာကလေးမွေးပြီးရင်လေမင်းမရှိလို့မဖြစ်ဘူးဒီပေါက်စာလေးကိုထိမ့်မဲ့သူမရှိဘူးပြီးတော့တို့ဘယ်ရနုမဝဲတိုက်နိုင်မှာမလဲပြီးတော့ဆရာဝန်တွေကလည်းပြောတယ်ကလေးအတွက်အမေတို့ကအကောင်းဆုံးပဲတဲ့ကလေးမွေးပြီးတဲ့ညတန်းအလုတ်ကထွက်လိုက်တယ် သူတို့အိုးခွဲမစားတော့သူကကိုပိုင်ဆက်ကားဖြစ်နေရကြောင်းဝင်ငွေပို့လာပြီမဲ့ညာတန်နဲ့အမေကဝင်ငွေမရှိတော့ဒီတော့ငွေပုံငွေရှမ်းမရှိသူကအဖေကိုလည်းရေးမထမ်းစေချင်တော့ဒါပေမဲ့တအိမ်လုံးရဲ့ဝင်သူတယောက်တည်းထမ်းနာဖို့ကလည်းမလွယ်အဖေကတော့ရေးထမ်းပြီးတော့ရသမြငွေကိုစားစီရတဲ့ထည့်ရှာပါတယ်သူရောက်ဖာလည်းအရွယ်ရောက်လာတဲ့တိုင်အောင်အလုံးမလုံးဝေးလေလေပဲသူကအိမ်အောင်မကြခင်ရလို့လဖိတ်ဆိုင်ထိုင်ပြီးအချိန်ဖြုံးနေသူညာတန်နဲ့သူ့အမေကလည်းဒီကောင်အတော်ချစ်ပုံရတယ် ဘာပြောပြောရှေ့ဟာကာစီကာစီနဲ့သူသာဆိုင်ကားတစ်စီးရနဲ့နှစ်စီးဖြစ်လာပြီမဲ့ကလေးရတယောက်ကနှစ်ယောက်ဖြစ်လာတယ်။လေးနှစ်တယောက်နှစ်နှစ်တယောက်အခုလေတပိုက်ကရှိနေပြန်ပြီဆိုလား။ကလေးစီးရိတ်ကလည်းအခုခေတ်မှာမသေးလား။ဒီကြတဲ့ပြဿနာတကူကဆိုင်းမစင်ဘုံမစင်ရောက်လာတယ်။သူညီမခင်စားကကလေးနှစ်ယောက်လက်ဆွဲပြီးတော့သူတို့အိမ်ကိုရောက်လာတယ်။သူယောက်ျားလှကြိုင်နဲ့ကွာမယ်ရှင်းမယ်လို့ပြောလာတယ်။အရက်လေးမူးလာရင်ခင်စားကိုရိုင်းနှက်တတ်တယ်လို့ဆိုတယ်။အဆိုးဆုံးကတော့ အပြစ်မှာကပြက်ပြက်ကောင်မတယောက်နဲ့ရှုပ်ထွေးနေတာပဲဖြစ်တယ်။ခေဆန်းတို့ကမုံဝန်တာဝေစားမင်းဒါတော့မရ။နောက်ဆုံးတော့သူတို့လက်ခံလိုက်ရတယ်။ဒီအိမ်ကသူ့မိဘအိမ်။ပြောမယ်ဆိုရင်ခေဆန်းလည်းတဝက်ပိုင်နေမဟုတ်လား။အခုတော့အိမ်မှာဘူးစုကယူတွေ၊မိခိုတွေ၊ဒုက္ခိတတွေနဲ့ပြည့်နေတယ်။သူရှာဖွေလို့မလောက်နိုင်တော့သူအရင်ကလိုမဟုတ်တော့နေရာတကာစိတ်တူစိတ်ဆက်သူဖြစ်လာတယ်။တရက်မှာတော့အိမ်မှာသူစကားအကြီးကျယ်ပြောရလိမ့်တော်တယ်။ပြဿနာတိတ်ကြီးကျယ်တာမဟုတ် ူဆိုင်ကားနဲ့ပြန်လာပြီးနေ့လယ်ထမင်းစားမယ်လို့တော့ထမင်းကနေနေတယ်။ဒါလေးနဲ့ငါဘယ်လိုလုပ်စားရမလဲ။နောက်ဆုံးစားရတဲ့လူကသူ့ယောက်ဖဆိုတာကိုသိရတော့သူပိုပြီးဒေါပွားသွားတယ်။ဒီကောင်ကလူလူစားသွားပါလား။သူလဲသူမြစ်တာမှမဟုတ်တာပဲရှင်။သူနိုင်တဲ့လောက်စားသွားတာပဲ။ဒါပေမဲ့တိတတ်ရမယ်ကွာ။ငါကတအိမ်လုံးကိုလှုပ်ကျွေးနေတာ။ငါ့ကိုဦးစားပေးရမယ်ဆိုတာ။ကျမအပြစ်ပါရှင်။ကျမကကြံပေထင်ပြီးမကြည့်မိတာ။သိရင်ပြန်ချက်ထားပါရင်အခုချက်လိုက်မယ်မကြောက်ဘူး။တော်ပြီမဆောက်နိုင်တော့ဘူး။ ဒါဖြင့်လမ်းထိပ်ကထမင်းဆိုင်မှာသွားဝင်လိုက်မယ်။မဝင်နဲ့။ငါကထမင်းတနေ့အတွက်ပြောနေရမဟုတ်ဘူး။ငါ့ကိုမလေးစားကြလို့ပြောနေတာ။သူရောက်ခမဝင်ပါလာတယ်။မင်းကမင်းလောက်စာထိုင်စားနေရဆိုပြီးတော့အပြစ်ရှာနေရလား။တို့ကမင်းမျက်နှာကြည့်စားနေရမှာလား။သူ့အမေကတော့ဖြောင်းပြတယ်။မင်းပင်မန်းတာလည်းသိပါတယ်။ဒါပေမဲ့စားထားသမျှကိုတမရတချမ်းနဲ့ခြေဆုတယ်လို့မဖြစ်စေနဲ့ပေါ့။လူရရခြေဆုတင်တာအလဟတ်တာမဖြစ်စေနဲ့။ဟုတ်တယ်သား။တာဝန်ယူတတ်ရမယ်။ဒါမှယောက်ျားကောင်လို့ခေါ်တာ။ သူညမခင်ဆက်လည်းငိုတယ်။ကျမတို့ကမိခိုးနေရတာ။အကူကဒီလိုဆူနေတော့ဘလို့လှောက်စားရဲမှာလဲ။တော်ပြီဟိတ်လူတွေကယူသမျှကြီးပစိုးစိတ်ကောင်းစုတလို့ငါဘုံချူအဖြစ်မခံနိုင်ဘူး။ဒီအိမ်မှာလည်းမနေတော့ဘူး။ယထာသူရဲ့ခန္ဓာကိုတေဆောင်သွားနေတယ်။သူခြေဦးတရာထွက်ရင်နဲ့ဘူဒာယုံရောက်လာပြီးမြို့ပတ်ယထာ တက်စည်းခဲ့ခြင်းဖြစ်တယ်။သူရဲ့ဒေါသတွေကရင်ထဲမှာထကြွနေစေ။ဘိုက်ကဆာလောင်လာတယ်။သူမနှက်စာထမင်းမှမစားရသေးပါဘူး။ ဘူဒာငယ်လေးတစ်ခုမှဆင်းလိုက်တယ်။ဘူဒာယုံမှာခက်ဆော့ဆော့ဆိုင်ငယ်လေးရှိရာခက်ညက်ညက်လက်ဖက်ရည်တစ်ခွနဲ့မုတ်ဖက်ထုပ်တစ်ခုစားလိုက်ရတယ်။ပြီးတော့ရထားမရှိတော့နောက်ရထားလာဖို့နောက်၃နာရီလောက်ကြာအောင်မေးဒီတော့ကားစီသွားမေးဘူဒာယုံနောက်ဘက်လမ်းနဲ့ဝင်လာခဲ့တယ်။သူမရောက်ဘူးတဲ့နေရာမြင်းဒီလမ်းလေးတွေ့ရဒီတိုင်းသွားရင်ကားလမ်းတွေ့မယ်လို့ထင်ရတယ်။ဒါပေမဲ့အတော်ဝေဝေနေပူတဲ့လျှောက်လာခဲ့တယ်။အဲ့ဒီထိတိုင်ကားလမ်းမတွေ့ရပဲအမိုက်ပုံကြီးတစ်ခုကိုတွေ့ရတယ်။ အဲ့ဒီအမိုက်ပုံပြီးရနေကိုယ့်ဘက်သွားနေချင်မှာပဲခုနှစ်နှစ်အရွယ်မိန်းကလေးတူကိုတွေ့လိုက်ရတယ်။ဦးလေးဦးလေးဘာလဲကလေးကလေးကတော်တော်ပဲနွံ့နွံ့ဖက်ဖက်ဖြစ်နေတယ်။ကျမအမေနေမကောင်းလို့ခဏလိုက်ကြည့်ပေးပါလားရှင်။သူကစိတ်ကူးတတ်သူမဟုတ်ဒါပေမဲ့ကလေးငယ်ကအကူညီတောင်းတော့မငင်းချင်းဒီနားမှာတခြားအကူညီပေးမဲ့သူမရှိသူအကြံဉာဏ်တော့ပေးနိုင်ပေးလိမ့်မယ်။မင်းတို့အိမ်ရဘဲမှာလဲကလေးကခေါ်သွားရင်အမိုက်ပုံကွယ်နေရကြောင့်မမြင်ရခြင်းဖြစ်တယ်။အမိုက်ပုံနည်းနည်းကွေးပတ်လျှောက်လိုက်တော့ တဲလီတလုံးတွေ့ရတယ်။အမိုက်ပုံပြီးမှစောက်ထားခြင်းဖြစ်တယ်။အမိုးရီယာပေါက်ပြဲနေတဲ့ထရံတချမ်းအမရှိသူတို့အိမ်ရဲ့မိဖို့ကန်လောက်ပဲရှိတဲ့တဲကလေးပဲ။တဲအတွက်မှာတော့မြေပြင်တဝက်ကတော့တထောင်လောက်မြင့်တဲ့ဝက်ချမ်းတွေခင်းထားတယ်။အဲ့ဒီအခင်းပေါ်မှာခပ်ပိန်ပိန်စပင်းဆုပ်ပွားနဲ့အသက်လက်အရွယ်အဝတ်အစားဆုပ်ဆုပ်နဲ့မိန်းမတယောက်လှည့်နေတယ်။နေမကောင်းတဲ့မင်းမယားတို့လား။အဲ့ဒီမိန်းမတယောက်ကလွဲပြီးတော့ဘယ်သူမှမရှိ။သူကအဲ့ဒီမိန်းမရဲ့နှစ်ဖူးကိုလက်နဲ့ဆန်းကြည့်လိုက်တော့အဲ့ဒီမိန်းမရဲ့နှစ်မျက်လုံးတွေက ပွင့်လာလေတယ်။ရှင်းပြန်လာပြီလား။ဒီနေ့ရှင်းပြန်လာမယ်ဆိုတာသိသားပဲ။မင်းပါရီပြောနေရလေ။ तू အံ့အားတင့်နေတယ်။အဲ့ဒီမိန်းမကလဲနေရကနေထလာပြီးတော့လူစိမ့်ကြီးအခုမှဘာမသိကြအောင်စောင့်နေရလေ။တမီးနဲ့မယားကိုပြစ်သွားပြီးတော့သွားကျင်တိုင်းသွားနေပြီးတော့တမီးညှိဖေဟန်ဆောင်နေရကြည်စမ်း။ဘေးနားကောင်းပါလေရ။ရည်စရာကောင်းတဲ့ပြားစက်တစ်ပုဒ်လိုရည်နေလေတယ်။ခမရဘာရီပြောနေရလဲပြဆွတ်ဆွတ်ဆွဲဆွဲ။ ရှင်ကမိမယူထားပြီးတော့ဒီလိုတာဝန်မယူခြင်းလို့ရမလားကျမမှာကလေးတယောက် ਨੇ ဘလောက်စားဝတ်နေခက်ခဲတယ်လဲသိလားအောင်မောင်းဒုက္ခရောက်နေတယ်အဲ့ဒီအချိန်တဲဝါကအသက်90လောက်မိမကြီးတူပေါ်လာတယ်သူကကလေးအမေကိုဟဲ့ခင်ခင်ပါဇက်ပိတ်တာဒါနေ့ယောက်ျားမဟုတ်ဘူးတွေ့ကြရပြောမနေနဲ့ဆိုမှပါဇက်ပိတ်ပြီးပြန်လဲနေတယ်ဟိုကောင်မလေးလည်းတတိတာတွေ့ရလို့ဒုက္ခမပေးနဲ့လို့ပြောထားရတာ ਨੇ နောက်ဆိုအရိုက်ခံရမေးအဲ့လိုလှဲ့ချင်းတော့ကောင်မလေးကတဲတဲကနေထွက်ပြေးသွားတယ် ပြီးမှအောင်မောင်းဘက်လှည့်ပြီးတော့စိတ်မရှိပါနဲ့ရှင်ခင်ခင်ကစိတ်မနှံ့ရှာဘူးဟိုကလေးမှသူ့ရဲ့တမီးပေါ့ဒီကလေးမှဒီနောက်အဖြတ်သွားတဲ့ယောက်ျားမှန်တယ်မြောင်းတဲတဲ့ရအောင်ခေါ်လာတတ်တယ်ခင်ခင်ကလည်းလာသမျှလူကိုသူ့ယောက်ျားလို့စွပ်စွဲတော့တာပဲသူ့ယောက်ျားတကယ်ပဲသူ့ကိုပြစ်သွားတာလားမဟုတ်ပါဘူးရှင်သူ့ယောက်ျားကားတိုက်ပြီးဆုံးသွားတာပါ၃နှစ်လောက်ရှိပြီအဲ့ဒီကလေးကခင်ခင်ကယူသွားတော့တာပဲကျမလည်းသူတို့သွေးမတော်သားမတော်နဲ့တက်နိုင်သမျှရှာဖွေကျွေးနေရတာပါပဲ။ အခုပဲအပြင်းသွားပြီးတော့စားစရာလေးခဏထွက်ဝယ်နေတော့အခုလိုဖြစ်ရတာအောင်မအခုမှဇက်ရည်လဲသွားတော့တယ်ကျွန်တော်စိတ်မကောင်းပါဘူးဗျာသူအိတ်ထဲက900ရန်တစ်ချက်ကိုထုတ်ပြီးတော့အဲ့ဒီမိန်းမကိုပေးခဲ့တယ်ကျွန်တော်တက်နိုင်သလောက်ကူညီခဲ့ပေးရစီလက်ခံပေးပါသူပေးပြီးတော့နှုတ်ဆက်ထွက်ခဲ့တယ်အပြင်ရောက်တော့အမိုက်ပုံပြီးမှစော့နေတဲ့ကလေးမလေးကိုတွေ့ရတယ်သူအိမ်ပြန်မို့ဆုံးဖြတ်လိုက်တယ်လူဆိုတာဘဝတစ်ခုဖန်တီးပြီးဆိုရင်အဲ့ဒီဘဝကိုတောင်းဝယ်ယူရဲရမှာပေါ့ ပြီးတော့သူတတ်နိုင်တဲ့များလူတွေကိုရှာကျွေးနေရတာလေကုသိုလ်ပဲမဟုတ်လားသူပြစ်သွားလို့သူမိမနဲ့ကလေးနှစ်ယောက်အဲ့လိုဘဝမျိုးရောက်နေဘလောက်ကြည်ခွဲစရာကောင်းမလဲမောင်စာပြောချင်သူအိမ်ပြန်သွားတော့သူမိမအပြုံးနဲ့စည်းကြုံနေတယ်ဓမင်းမစားတဲ့ဦးမဟုတ်လားလာစားဟင်းရင်နှွေတာတယ်သူတယောက်တည်းအတွက်ဓမင်းခုပေးတယ်ဟောရာရှင်အတွက်ပြုတ်ထားတဲ့တညင်းသည်တညင်းသည်လေးသုံးလုံးတွေ့ရတယ်သူတယောက်တည်းအတွက်ဖြစ်ရန်တူတယ်သူမစားရတော့လူကြီးတွေကြွေးလိုက်ပါကွာ "तू आ ठमिन ဆိုင်ရင်နဲ့ငါပြတ်မလာမှမစိုးရိမ်ဘူးလား။အဲ့လိုမိလိုက်တော့သူမိမကပြုံးပြီးရှင်နောက်မနေနဲ့။ရှင်ကျမတို့သားမီကိုဘယ်တော့မှပြစ်မသွားဘူးဆိုတာကျမတို့သိတာပဲ။ဟော်ဒီဘိုက်ထီကခလေးတောင်းသိတယ်။ तू တက်ပြင်းချလိုက်တယ်။သူ့အနေနဲ့တကယ်ပင်အိမ်ကထွက်ပြေးဖို့ကြံစီခဲ့တယ်ဆိုတာညာတန်းတာမကကြံလူရရယုံကြဟန်မတူ။သူ့ကိုဘာမှမဖြစ်ခဲ့သလိုရောက်ကမအီရောအဖေနဲ့အမေရပါဟန်မပြတ်ဆက်ဆံနေကြတယ်။သူကဒါမလုံမလဲအနေခတ်နေတယ်။ ။သမီးလေးနှစ်ယောက်ခေါ်ပြီးတော့မုတ်ဘိုးတွေပေးလိုက်တယ်။ခေဆန်ကလေးတွေကိုလည်းပေးလိုက်သေးတယ်။သူရက်ရောနေတာကိုညာတန်းကမဆက်စုနောက်တော့လေသူစိုက်ကားပြန်နေနေ။ဘဝဆိုတာဒီလိုပဲအခက်ခဲတွေကတော့ရှိမှာပေါ့။ပြေးလေတိုင်းလည်းပြေးလေသွားမှာပဲ။ထွက်ပြေးလာတာပြဿနာကိုဖြေရှင်းတာမှမဟုတ်ပဲ။အခုတော့ခေဆန်လည်းမရှိတော့ဘူး။သူယောက်ျားကလေးတွေကိုမခွဲနိုင်လို့ဆိုပြီးတော့အတင်းတောင်းတောင်းမှန်မှန်နဲ့လာခေါ်သွားတယ်။သူယောက်ဖားကလည်းကာဝတ်ရှော့တခုမှဝယ်အလုပ်လုပ်ရင်းနဲ့တငယ်ချင်းတယောက်အိမ်မှာနေတယ်။ ိုမလွတ်လပ်လို့ပါသူချောက်ပေါ်သူရက်တည်နေတယ်သူအိမ်တော်ပြုတ်မလို့ငွေစုနေတယ်လို့တော့အများတန်းကပြောတယ်သူတတိယလို့ဘူတာယုံဘေးတဲ့အမိုက်ပေါ်ကတဲလေးစီကိုတစ်ခေါက်ရောက်သွားသေးတယ်စံလေးစီလေးယူသွားပြီးပေးမယ်လို့ကြံတယ်ဒါပေမဲ့အမိုက်ပုံပြီးမှအဲ့ဒီတဲမရှိတော့အဲ့ဒီမိသားစုဘယ်ရောက်သွားမှလည်းမသိတော့သူအတွက်တော့တခါအိမ်ရပြေးဖို့ကြံခဲ့ပုံကိုပြန်တွေးမိတိုင်းအဲ့ဒီတဲလေးကိုသာပြန်မြင်အောင်နေမိပါတော့တယ်ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တာကတော့ ဆာရေးဆရာမိုက်မိုက်ပြေးရေးသားထားတဲ့အိမ်ကြီးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။